။ငါးပါးသီလကိုဘယ်လိုစောင့်ထိုင်ရပါသလဲဖေ။ဘယ်လိုအချိန်နေမှသီလလုံတယ်လို့ဆိုအပ်ပါသလဲဖေတဲ့။တာမန်အနေနဲ့ပြောမယ်ဆိုရင်တော့ငါးပါးသီလ၊ရှစ်ပါးသီလ၊၉ပါးသီလ၊ဆယ်ပါးသီလတို့ကိုဖုံးကြီးရှိမှပဲယူရမယ်လို့ပြောကောင်းပြောကြပါလိမ့်မယ်။အဲဒါကလည်းမှန်တဲ့တလောက်မှန်ပါတယ်နော်။သို့တော့၅ပါးသီလ၊၈ပါးသီလ၉ပါးသီလ၁၀ပါးသီလစသည်ဖြင့်သီလဟာအရေးအတွက်အားဖြင့်ပြတော်လဲပဲ အရင်စစ်လိုက်မယ်ဆိုရင်သီလဆိုတာကိုယ်နဲ့နှုတ်နှမျိုးတည်းကိုပဲထိရတာပါကိုကအကုသို့ဖြစ်เสียရမလုပ်ဘူးနှုတ်ကအကုသို့ဖြစ်เสียရမပြောဘူးဆိုရင်သီလဆောက်တည်ပြီးသားဖြစ်ပါပြီเนาะဘယ်လိုအခြေအနေမျိုးမှာသီလလုံတယ်လို့ဆိုအပ်တယ်လဲဆိုရင်ကိုယ်နဲ့နှုတ်ကိုအကုသို့မဖြစ်အောင်ထိသိမ်းစောင့်ရှောက်နိုင်တဲ့အချိန်ဟာသီလလုံတဲ့အချိန်ပဲဖြစ်ပါတယ်เนาะအရှင်ဖေယဥခိုက်ကြတော့ပါဤသုလသောတာပန်ဆိုတာဘယ်လိုမျိုးလဲဖေယတဲ့ ။သုလသောတာပန်ဆိုတာကသောတာပန်အငယ်ကိုပြောတာပါ။သုလသောတာပန်ဆိုတာခန္ဓာအာရဏဓာတ်သစ္စာပရိစ္ဆသမုပ္ပတရားတို့ကိုသုဒ္ဓမယဉာဏ်ဖြင့်သိ၍စိန္ဒမယဉာဏ်ဖြင့်ဝေဖန်ပိုင်းခြားပြီးဖြစ်မှုပြမှုသဘောတရားတို့အားသိမြင်သောပုဂ္ဂိုလ်ကိုသုလသောတာပန်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။မဟာနာမတုတ်ဇမဒိဏတုတ်နန္တိယတုတ်ဗတ္တိယတုတ်တို့မှာလည်းပဲ ဖျားရှင်အားတရာပေမဖြင့်ကြီးညိုသောပုဂ္ဂိုလ်ကိုသုလသောတာပန်ခေါ်ကြောင်းပိစယပရိဂဟဉာဏ်ရသောပုဂ္ဂိုလ်ကိုသုလသောတာပန်ခေါ်ကြောင်းပင်ခာဝိတရဏဝိတုဒ္ဓိစခန်းသို့ရောက်သောပုဂ္ဂိုလ်ကိုသုလသောတာပန်ခေါ်ကြောင်းတရဏဂုံ၃ပါးနှင့်ငါးပါးသီလမြဲသောပုဂ္ဂိုလ်ကိုသုလသောတာပန်ခေါ်ကြောင်းဟောကြားထားပါသည်။ဒါဟာသုလသောတာပန်ပဲဖြစ်ပါသည်။နာပြက်ခြေပြက်လက်ပြက်တွေကို ဘာကြောင့်ယဟန်မပြုတ်တင်တာလဲဖေယားရှင်းပြပေးတော်မူပါဖေယားမသိရင်ဗုဒ္ဓဖေယားရှင်က ခွဲခြားနေတယ်လို့မို့ပါဖေယားတဲ့ခွဲခြားတာမဟုတ်ပါဘူးเนาะပရိသတ်ကိုတန်ရှင်းစင်ကြယ်အောင်လုပ်တဲ့သဘောပါဖေယားရှင်လက်ထက်တော်အခါကလူလူချင်းခွဲခြားဆက်ဆံတဲ့ဝါဒအလွန်ထွန်းကားပါတယ်အဲ့ဒီလိုအချိန်ကာလမျိုးမှာဖေယားရှင်ကကိုယ်လက်အင်္ကာမပြည့်စုံတဲ့သူတွေကိုသင်္ကန်းဝိတ်ခွင့်ပေးလိုက်မယ်ဆိုရင် ဖျားရှင်ရဲ့သာသနာတော်ဟာကိုလက်အင်္ကာမပြည့်စုံတဲ့ကြိုးကန်နေတဲ့လူတွေကိုလည်းလက်ခံတာပါပဲကွာဆိုပြီးလူတွေကကြည့်ရကြပါလိမ့်မယ်အဲ့ဒီလိုကြည့်ရမယ်ဆိုရင် လူတွေရဲ့တန်တမ်းမှာအပြစ်ဖြစ်ပါလိမ့်မယ်နော်အဲ့ဒါကိုမြင်တော်မူလို့ဖျားရှင်ကခွင့်မပြုခြင်းဖြစ်ပါတယ်သို့တော်လည်းပဲကိုလက်အင်္ကာမပြည့်စုံတဲ့သူတွေယဟန်ခံမယ်ဆိုရင်ယဟန်မဖြစ်ဘူးလို့ဖျားရှင်ကမပြောပါဘူးနော်ယဟန်တော်ဖြစ်ပါတယ် သို့တော့ဒုက္ခအာပဲ့တင့်တယ်လို့ဖုရားရှင်ကမိန့်ကြားခြင်းဖြစ်ပါတယ်။မိဒါများပြီဖုရားပရဟိတအလုလုတ်တယ်ဆိုတာဘယ်လိုအကျိုးတရားတွေရပါသလဲဖုရားရှေးချပေးတော်မူပါဖုရားတဲ့။ရှေးတုန်းကသာသနာပကာလမကရတိုင်းမဆာလရွာမှာမာဃဆိုတဲ့လူလင်တယောက်ရှိပါတယ်။အဲ့ဒီမာဃဆိုတဲ့လူလင်ဟာအများကောင်းကျိုးဖြစ်ဖို့အတွက်လမ်းဖောက်ခြင်းတရားဆောက်ခြင်း အများသူငါနားကိုဖို့မန်းတက်ဆောက်ခြင်းအများသူငါတောက်သုံးဖို့တောက်ရည်အိုးစဉ်တဲခြင်းစတဲ့အများကိုကောင်းကျိုးဖြစ်စေသည့်ပရာဟိတအလုပ်တွေကိုလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာအများကိုကောင်းကျိုးဖြစ်စေသည့်ပရာဟိတအလုပ်တွေကိုလှုပ်ဆောင်ခဲ့သောကောင်းမှုကြောင့်သရုမဟာယေနတ်ပြေနှင့်တာဝရိန်သာနတ်ပြေနှစ်ပြေကိုအုပ်ဆိုးရသောအိန္ဒာတကဒေဝရာဇာအမိဖြင့်အကြမင်းဘဝကိုရရှိပါသည် ပရာဟိတအလုတ်ကိုစေရနာတန်တန်ဖြင့်လှုပ်ဆောင်မယ်ဆိုရင်တရားမင်းဖြစ်ရသောအကျိုးကိုရရှိပါれတနည်းမက်ရွာသူပရိသို့လာရောက်ရခြင်းအကျိုးတရားကိုရရှိပါれဒါဟာပရာဟိတလှုပ်ရခြင်းအကျိုးပဲဖြစ်ပါれအရှင်ဖေယသူများပြည့်စည်ခိုးယူမိရင်ငရဲကြမယ်ဆိုတာသိတော့ဖရာတရားပြန်လှုပ်ရင်ငရဲပဲတွားရမလားနှက်ပြေပဲတွားရမလားမေးလျှောက်ခွင့်ပြုပါဖေယမေးလျှောက်တာနှစ်ခါရှိပါပြီတဲ့ ။ဖျားဟောမှာအဟောတိကံဆိုတာရှိပါတယ်။အဟောတိကံဆိုတာကကံဖြစ်ယုံညဖြစ်ပြီးအကျိုးပေးခွင့်မသာပဲပြက်ပြဲသွားသော ကုသိုလ်ကံအကုသိုလ်ကံတို့ကိုပြောတာဖြစ်ပါတယ်။မိမိကအကုသိုလ်ကံတစ်ခုကို ကျူးလွန်မိထားပြီဆိုရင်မိမိကျူးလွန်မိထားတဲ့အကုသိုလ်ကံဟာတည်တဲ့အကုသိုလ်ကံဖြစ်နေပါက ကြီးမားသော ကုသိုလ်ကောင်းမှုတွေများများလုပ်ထားပါ။ ကြည်မာသောကုသိုလ်ကောင်းမှုတွေများများလုပ်ထားမယ်ဆိုရင်မိမိလုပ်ထားတဲ့ကြည်မာသောကုသိုလ်ကောင်းမှုတွေဟာမိမိကိုကောင်းရာ သူဂတိသို့ပို့ဆောင်ပေးမှာဖြစ်ပြီးမိမိကျူးလွန်ထားတဲ့အကုသိုလ်ကံအသေးလေးတွေဟာလည်းပဲအဟောတိကံ ဖြစ်တဲ့အနေဖြင့်အကျိုးပေးခွင့်မသာပဲပြည့်ပြည့်သွားနိုင်ပါတယ်။အရှင်ဖယားတပည့်တော်မိတာနှစ်ခါရှိပါပြီဖယားအထက်လန်းနှင့် အောက်လန်းဘယ်ဟာကပိုကောင်းပါသလဲဖယားဖြီးပေးတော်မူပါဖယားတဲ့ ဒါကတော့ရှင်းရှင်းလေးပါเนาะအထက်လန်းပညာဆိုတာကလူတွေကိုကောင်းကျိုးပြုတဲ့ပညာလीသူကကောင်းတာပေါ့เนาะအောက်လန်းပညာဆိုတာကလူတွေကိုဒုက္ခပေးတဲ့ပညာလीဘယ်လိုနည်းနဲ့မှမကောင်းပါဘူးเนาะအဲ့ဒီအောက်လန်းပညာရက်တွေဟာအာထပနဝေဒကျမ်းထဲမှာပါပါတယ်အဲ့ဒီလိုအာထပနဝေဒကျမ်းထဲမှာပါတာဖြစ်တဲ့အတွက်ဒီဆုံးကဝေ အောက်လန်းစတဲ့အတက်ပညာတွေဟာ လူတွေကိုဒုက္ခပေးတဲ့ပညာရက်တွေဖြစ်တာကြောင့်အာထပနာယသိတွေကဖျောက်ဖျက်ခဲ့ပါတယ်။သို့တော်လည်းပဲကုံစင်အောင်မဖျောက်ဖျက်ခဲ့နိုင်တဲ့အတွက်ကျွင်းကြံရက်တဲ့အတက်ပညာတွေကပွားပြီးတော့လူတွေကိုဒုက္ခပေးနေခြင်းဖြစ်ပါတယ်။လူတွေကိုဒုက္ခပေးတဲ့ပညာရက်နိုင်ရင်ဘယ်ပညာရက်မှမကောင်းပါဘူး။နော်။ဒါကြောင့်အထက်လန်းပညာနဲ့အောက်လန်းပညာဘယ်ဟာကကောင်းလဲလို့မေးရင်အထက်လန်းပညာကကောင်းတယ်လို့ မှတ်သားထားရမှာဖြစ်ပါတယ်။တတိတော်မှမန်တိုင်းမှာမှန်ပါဤမန်လေးဖြေပေးပါဖေယား။ဘဲဘဲဘူဝိုင်းမှာအိမ်ဆောက်ကောင်းပါသလားဖေယား။ဘယ်လိုလုပ်ရပါမလဲဖေယား။တတိတော်မှအတွက်အရေးကြီးလို့ပါဖေယား။အိမ်ဝိုင်းမှာအိမ်ဆောက်ရမှာမို့ပါဖေယား။တချို့ကမဆောက်ကောင်းဘူး။စီးပွားပြတ်တက်တယ်ဆိုတော့စကားတန်တွေကြားနေရလို့ပါဖေယားတဲ့။ဒါတွေက လူတွေရဲ့စိတ်ထင်ရအယူအဆတွေပါเนาะဖះဟောမှာမရှိပါဘူး အင်ဂုတ္တရနိဂေမှာဖျားဟောရှိတာကပိဿုပံမှာစီးပွားဖြစ်ပြီးကြီးပွားတိုးတက်ခြင်းတည်းဆိုရင်တံပရာလေးချက်နဲ့ညီအောင်ကျင့်ရမယ်လို့ပဲရှိပါတယ်တံပရာလေးချက်ကဘာတွေလဲဆိုရင်တိဥဌာဏတံပရာထားကြွနိုးကြမှုရှိခြင်းနှစ်အရခတံပရာရရှိလာသောပစ္စည်းဥစ္စာများကိုအလေအလွင့်မရှိအောင် ထိမ့်သိမ်းစောင့်ရှောက်ခြင်းသုံးကလျာဏမိတ်တံပရာမိကောင်းဆွေကောင်းတို့ကိုရှားဖွေပေါင်းသင်းဆက်ဆံတတ်ခြင်း ၄တာမဇီဝိတတံပရာဝင်ငွေနဲ့ထွက်ငွေကိုမျှတစွာ သုံးစွဲတက်ခြင်းတို့ဖြစ်ပါれ။ဖော်ပြပါ၄ချက်နဲ့ညီအောင်ကျင့်မယ်ဆိုရင်ဘယ်အရက်ဘယ်ဒေသဘယ်နေရာမှာပဲနေနေစီးပွားဖြစ်ပြီးကြီးပွားချမ်းသာပြီလို့ဘုရားရှင်ကဟောကြားထားပါれ။ဒါကြောင့်နေရာဒေသကအဓိကမကြပါဘူး။နေရာဒေသကအဓိကမကြဘူးဆိုပေမဲ့အနည်းငယ်လေးတော့ပြောစရာရှိပါれ။မိမိနေတဲ့အရက်ဟာ ရောင်းဝယ်ဖောက်ကားလို့ကောင်းတဲ့အရက်ဒေတာဖြစ်ဖို့လိုပါတယ်။ရောင်းဝယ်ဖောက်ကားလို့ကောင်းတဲ့အရက်ဒေတာမဟုတ်ဘူးဆိုရင်တော့စီဝါရေလုတဲ့အခါမှာအနှဲငယ်အခက်ခဲရှိနိုင်ပါတယ်။တကယ်၍မိမိနေတဲ့နေရာကိုမိမိကတန်တရာဖြစ်နေတယ်ဆိုရင်တန်ကားတော်များပင့်ပြီးတော့မြေတန့်ကမ္မဝါကိုရွတ်ဖက်လိုက်ပါ။အဲ့ဒါဆိုရင်ပို့ပြီးတော့စိတ်တန့်ရှင်းသွားပါလိမ့်မယ်။